အစာအစာစားတိုင်းမှာဒီလိုလေးဆုတောင်းလို့ရပါတယ်။ဂျေဇုမေတ္တာတော်ရှင်အဖာကိုတော်ဖန်ဆင်းပေးထားတဲ့အစာအစာအတွက်ဂျေဇုတော်ချီးမွမ်းပါတယ်။ဒီအစာတွေကိုတန့်ရှင်းစေလေးစားသုံးတော်သူအားလုံးအတွက်ကျမ်းမာခြင်းခွန်အားဖြစ်စေပြီးမှဘုန်းတော်ထင်ရှားတော်အတ္တဖြစ်စေတော်မူပါ။အစာကိုကြိုက်နှစ်တက်တာထက် ကိုတော်ကိုတာ၍ကြိုက်နှစ်တက်တော်သူဖြစ်စေပါ။ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းကြပါ၏အဖဖေဟာ။အာမင်။ အစာအတွက်စုတောင်းခြင်းဟာဘာကိုဝန်ခံရကြတယ်လဲဆိုတဲ့အရာကိုကျွန်တော်နည်းနည်းလေးဝင်ငှချင်တယ်။နံပါတ်၁အစာအတော့မစားခင်မှာစုတောင်းခြင်းအဖြစ်ဖန်ဆင်းရှင်ကိုယုံကြည်ရာဝန်ခံရကြပါတယ်။တတ်သိခံခြင်းကြရောက်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတချို့ကဒီလိုထင်ကြတယ်လေ။ငါရှာထားတဲ့ပတ်စံနဲ့ငါဝယ်ထားတဲ့ဆန်စပါးတွေဘာကြောင့်သမင်းစားတဲ့အခါမှာဖျားကိုဂျေဇူးတင်ရမှာလဲ။အဲအဲ့လိုမျိုးခံယူကြတဲ့တချို့ကယုံကြည်သူတွေမှာတော့အဲ့လိုခံယူချက်မရှိပါဘူး။ ငါတို့ဘလောက်ပဲတတ်နိုင်တတ်နိုင်ဖယားသခင်မဖန်ဆင်းပေးထားရင်ငါတို့ဘာမှလုပ်လို့မရဘူးအဲ့လိုဝန်ခံနေဒါကြောင့်အစာမစားခင်ဆူတောင်းနေဒါနံပါတ်၁တစ်ချက်နံပါတ်၂တစ်ချက်ကအစာကိုတန့်ရှင်းစေဖို့ဆူတောင်းတယ်ဘာကြောင့်လဲဆိုတော့အစာစားတောင်းတဲ့အခါမှာနံပါတ်၁အစာအစိမ့်တင်တာဖြစ်သွားနိုင်တယ်နံပါတ်၂အစာအတော့တစ်ခုနဲ့တစ်ခုမတည့်တာဖြစ်သွားနိုင်တယ်နံပါတ်၃ဒီကျွန်တော်စားလိုက်တဲ့အစာအတော့က ကျွန်တော်နဲ့မတည့်ဘူးဖြစ်သွားနိုင်တယ်ကျွန်တော်ကိုခန္ဓာနဲ့ကျွန်တော်ယောဂာနဲ့မတည့်ဘူးဖြစ်သွားနိုင်တယ်ကျွန်တော်မတိပဲစားမိသွားနိုင်တယ်အဲ့ဒါကြောင့်ဆုတောင်းတာဖြစ်တယ်ဖယားသခင်ဒီအစာအသောက်တွေကိုတန့်ရှင်းစေပါလို့ဆုတောင်းတာဖြစ်တယ်အာမင်ကျွန်တော်တို့ကတတ်နိုင်တလောက်တော့တန့်ရှင်းလိုက်ပြီမှန်တယ်ဒါပေမဲ့ကျွန်တော်တို့မမြင်နိုင်တဲ့အရာကျွန်တော်မတိနိုင်တဲ့အရာတွေရှိတယ်အဲ့ဒီအရာကိုဖယားသခင်ကတန့်ရှင်းစေဖို့ရန်အတွက်ကျွန်တော်တို့ဆုတောင်းတာဖြစ်ပါတယ်နံပါတ်3မိသားစုပျော်ရွှင်ဖို့ရန်အတွက်ဖြစ်ပါတယ် တုတ်တန်ကျန်းခန်းကြီး15အငယ်စခွန်စူအောင်ကျွေးတော်နွားတကောင်လုံးကို အချင်းချင်းအညိုးထားတော်စိတ်နဲ့စားရသည်ထက်ချစ်ချင်းမေတ္တာပါတော်ဟင်းဟင်းရွက်တနက်စာဒီတာ၍ကောင်း၏စပယ်ရှယ်စာယူမှာတယောက်ကိုတယောက်မုန်းနေတာထက်ဆိုင်ဟင်းရွက်တစ်ခွက်လေးနဲ့ချစ်ချင်းမေတ္တာတယောက်ကိုတယောက်ခွင့်လွတ်နားလေချစ်ကြတဲ့သမင်းဝိုင်းကတာ၍မြတ်ပါတယ်လို့ကျမ်းစာထဲမှာဖော်ပြတာကျွန်တော်နားလေရတယ်။ဒါကြောင့်စုတောင်းခြင်းဟာအဲ့ဒီပျော်ရွှင်ခြင်းကိုယူလာပေးတာ ကျွန်တော်တို့အကျွမ်းမဲ့ယုံကြည်လို့ဆုတောင်းတာဖြစ်ပါတယ်။နံပါတ်၄သမင်းစားဆုတောင်းဆိုတာဖရာသခင်ရဲ့တသက်ခံလုပ်နေတာဖြစ်ပါတယ်။မယုံကြည်သူတွေကြားထဲမှာအတူတူသမင်းစားတဲ့အခါမှာကိုတယောက်ပဲယုံကြည်သူဖြစ်နေတဲ့အခါမှာဆုတောင်းဆုတောင်းဘူးပါဒလားဆုတောင်းရဲပါဒလားအဲ့ဒါဖရာသခင်ရဲ့တသက်ခံခွင့်တင့်ကိုပေးနေတာဖြစ်တယ်။ မယုံကြည်သူတွေရှေ့မှာသမင်းအတူတူစားတဲ့အခါမှာကိုတယောက်ထဲပါဖြစ်လေထူးထူးခြားခြားလက်အုပ်ချီပြီးတော့ခေါင်းငိမ့်လိုက်တဲ့အခါမှာသူများတွေတိပြီးဒါခရစ်ယာန်ပဲဆိုတာနောက်ဆုံးတစ်ခုသမင်းစားဆူတောင်းလိုက်ခြင်းဟာကိုကိုကိုအသီးမကျန်ခြင်းကိုပုံဆောင်ပါတယ်မှန်ပါတယ်ကျွန်တော်တို့တစ်ခါတလေတယောက်ထဲသမင်းစားတယ်အသီးကျန်တယ်လို့ခံစားရတယ်ဆူတောင်းလိုက်တဲ့အခါမှာဩဖခင်သခင်ကဘေးမှာရှိသေးတာပဲဆိုတာနားလေရတယ်အာမင်ခွန်အားပေးချင်တာကစားစားစားတိုင်းစားတိုင်းမှာဆူတောင်းပါ နောက်ဆုံးပြောမယ်ရေတစ်ခွက်တောက်ရင်တော့မှမျက်စိမိတ်မှာတစ်စက္ကန့်နဲ့စက္ကန့်လောက်ကြီးစုတော့ချီးမွမ်းလိုက်ပါဘုရားရှင်တာယူကောင်းကြီးပေးပါစေတော့